ဘတ်တင်မှာအန်တိုနီချိန်ဆွမ်းပြနေတာလွမ်းဆရာမမဟုတ်တော့ဒီလိုကစားမမျိုးတွေကဒီလိုတဆင်းတဲ့အသင်းတွေနဲ့ပဲတံပါရင်ပေးသမားဝိမနာများမန်ချက်စတာဖော်ဆောင်ကနေတင်ဆက်ပေးနေပါတယ်အခုကစားခဲ့တဲ့ယောဘာလေးပွဲစဉ်ပါဆိုရင်စပိန်ကလပ်ရီယယ်ဘက်တရာအင်္ဂလန်အင်္ဂလန်ကလပ်နော်တင်ဖောရက်နဲ့ရင်ဆိုင်ကြရပါတယ်ပွဲချိန်မိနစ်80ကျော်တဲ့အထိဘတ်တရာ1-2နဲ့ရှုံးနေခဲ့ပေမယ့်မိနစ်85မှာ ယူနိုက်တက်ကစားမဟောင်းအန်တိုနီရဲ့ခြေပါဂိုးကြောင့်ပွဲကဒုတိယတင်နဲ့ပွဲပြေးကြရပါတယ်။ဒါနဲ့မကဘူးဘက်တရဲ့ဖွင့်ကောကိုလည်းအန်တိုနီကဖန်ပြီးပေးကြတာမို့ပွဲစဉ်မှာဒုတိယအထက်ဂိုးနှစ်ကိုပါဝင်ခဲ့ပါတယ်။ဒီလိုချိန်ဆွမ်းပြောင်းဖို့ကယူနိုက်တက်ကလည်းထွက်ခွာခဲ့ပြီးနောက်ဘက်တမှာအန်တိုနီကပါရမီပြန်လည်ရှင်သန်းလာခဲ့တယ်လို့ဆိုရမှာပါ။ဒီဇလန်ကယူနိုက်တက်ကစားမဟောင်းနဲ့အသင်းပြောင်းရင်ချိန်ဆွမ်းပြနေတဲ့ကံကြမ္မာကိုထင်ရှားစွာပြတာပါတယ်။အန်တိုနီယာဒီပွဲမှာဘက်တရီအတိုင်းစစ်ကိုဥဆောင်ခဲ့တယ်။ပရာဝိုင်း15မိနစ်မှာရင်ဘာကန်9ရဲ့အတွင်းကိုအတွက်ဂေါ်ဖန်နေမှုပြုလုပ်ပေးနိုင်ခဲ့တယ်လို့ပွဲချိန်85မိနစ်မှာလည်းဘက်တရီအတွက်ဖိုးတန်ခြေပါကိုကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ အန်တိုနီရဲ့ဒီပွဲမှာပြသခဲ့တဲ့စွမ်းဆောင်ရာသူရဲ့အမြန်တော့ဒူးချင်းလိန်ကောက်ကြော်ပြနိုင်မှုနဲ့ဂေါခွင်ဖန်တီးနိုင်မှုကိုထင်ရှားစွာပြသခဲ့ပါရင်သူရဲ့လိုင်းချက်မှာတော့မတည်ငြိမ်ခဲ့တဲ့စွမ်းဆောင်ရည်နဲ့ရှင်ဘန်တင်မှာပုံမုံယုံကြည်မှုရှိပြီးထိရောက်တဲ့ကစားမဖြစ်လာခဲ့ပါရင်အန်တိုနီရဲ့ဘန်တင်မှာပြန်လည်ရှင်သန်မှုဟာယူနိုက်တက်မှာသူရင်ဆိုင်ခဲ့ရတဲ့ဖီးယားတွေနဲ့နေပြီးပါမကိုက်ညီမှုတွေကိုထင်ရှားစေပါရင်ယူနိုက်တက်ရဲ့ဖီးယားမြင်မာတဲ့ပုံဝင်ချင်းမှာသူကမတည်ငြိမ်ဖြစ်ခဲ့ပေမဲ့ဘန်တင်လိုဖီးယားနဲ့တဲ့အသင်းမှာသူရဲ့အရင်ချင်းကိုပြသနိုင်ခဲ့တာဖြစ်ပါရင်အန်တိုနီဒီပွဲအစမှာပြသခဲ့တဲ့ချင်းစွမ်းဟာယူနိုက်တက်ကနေထွက်ခွာပြီးတခြားအသင်းတွေမှာချင်းစွမ်းပြနေတဲ့ကစားမတွေပုံ ံစံကိုထင်ရှားစေပါတယ်။ဥပမာအနေနဲ့ကုလသမဂ္ဂအွန်လိုင်းကိုကြည့်ရင် ကျွန်တော်ဆိုလိုတာကညီကိုတို့ရှင်းရှင်းလင်းလင်းမြင်လိုက်ပါရင်အွန်နာ United မှာဆိုးရတဲ့စွမ်းဆောင်ရည်နဲ့ဝေဖန်ခံခဲ့ရပြီးအမားရင်အကြောင်းပြည်သူတွေရဲ့မချင်တတ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီနေ့မှာတူရီကလပ်ထရန်ဆွန်စပွားကိုပြောင်းပေးတဲ့နောက်သူဟာအထူးချုံတဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပြီးဂိုးဖန်နေမှုတစ်ချိန်တောင်လုပ်နိုင်ခဲ့ပါတယ်။ဒီလိုမျိုး United မှာမောင်မြင်ခဲ့တဲ့ကစားသမားတွေဟာတခြားအသင်းတွေမှာချိန်ဆွမ်းပြနေတက်တာတယောက်နဲ့ယောက်မကတော့ပါဘူး။ဒီပုံစံအန်တိုနီနဲ့အွန်နာတွေမဟုတ်တော့ပါဘူး။ United ကစားမဟောင်းနေဖြစ်ကြတဲ့အင်ဂျယ်ဒီမာရီယာရိုမဲလိုလူကာကူရောခေတ်ကလေးကရှိခဲ့ပါတယ်။ဒီမာရီယာဟာ United မှာမောင်မြင်ခဲ့ပေမဲ့ PSG မှာပြန်လဲရှင်သန်ခဲ့ပြီးလူကာကလည်း Inter တယ်မှာစီးရီးဖလားရရှိခဲ့ပါတယ်ဒီလိုပုံစံ United ရဲ့ဖိအားမြင်ပါတဲ့ပောင်းဝင်ခြင်းနဲ့နေပြည်တော်မကိုင်းညီမှုတွေအကြောင်းဖြစ်ပေါ်လာတာလို့ဆိုနိုင်ပါတယ် United ဟာဘောလုံးလောကရဲ့အကြီးမားဆုံးကလပ်အသင်းတွေကတင်းပြင်းပြီးပြည်သက်တွေမျှော်လင့်ချက်နဲ့ဖိအားဟာအလုံးမြင်ပါပါတယ်ဒီလိုဖိအားမြင်ပါတဲ့ပောင်းဝင်ခြင်းမှာကစားမတွေဟာတသမတ်ထင်းစွမ်းဆောင်ရင်ပြသဖို့အတွက်ခက်ခဲတပါတယ်အန်တိုနီလိုကစားမတွေဟာ United မှာကစားရင်ဖိအားချောင်းသူရဲ့အရေးချင်းကိုအပြေးဝမပြသနိုင်ခဲ့ပါဘူးဒါပြင် United ရဲ့နေပြည်တော်ပိုင်းဆိုင်ရာမတည်ငြိမ်မှုနဲ့နေပြည်တော်အပြောင်းလဲတွေကလည်းကစားမတွေရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေတယ်လို့ဆိုရပါမယ် အန်တိုနီအိုနာနာတို့လိုကစားမတွေအား United ကနေထွက်ခွာပြီးတခြားအသင်းတွေမှာခြေစွမ်းပြနေပေမဲ့သူတို့က United ကိုပြန်ခေါ်ရင်စွမ်းဆောင်ရည်ကောင်းမှာမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်။ United ပြည်သူတွေအတွက်အန်တိုနီလိုကစားမတွေရဲ့တခြားအသင်းမှာခြေစွမ်းပြမှုဟာနှစ်တော့တတဖြစ်စရာဖြစ်ပေမဲ့ဒီလိုကစားမတွေကိုပြန်လည်ခေါ်ယူဖို့လိုအပ်မှုမရှိပါဘူး။ United ဟာဖလားရရှိဖို့ဤမန်းထားတဲ့အသင်းအသင်းဖြစ်ပြီးဒီလိုဖိအားမြင့်မားတဲ့ပောင်းရင်းချင်းမှာကစားနိုင်တဲ့ရည်ချင်းရှိတဲ့ကစားမတွေကိုလိုအပ်ပါတယ်။ အလုံးနေတဲ့အိုနာနာတို့ဟာ United မှာ DP အကိုရင်ဆိုင်နိုင်ခြင်းမရှိခဲ့ဘူးလို့ဆိုနိုင်ပါတယ်။ရှင်းအောင်ထပ်ပြောပါမယ်။ဒီလိုကစားမမျိုးတွေကဒီလိုတစင်းနေအသင်းနေအောက်တန်းလေးတွေနဲ့ပဲထိုက်တန်တဲ့ကစားမမျိုးတွေဖြစ်ပါတယ်။ ဒါဆိုရင်အင်တာမာအိုနာနာဘာကြောင့်နာမည်ရတာလဲလို့မေးချင်ရှိလာပါလိမ့်မယ်။အင်တာမာအိုနာနာကဒီလောက်ထိအားထည့်ဆရာမလို့ခဲ့ပါဘူး။အင်တာခန်းဆင်အားကျောင်းဆောင်ကြီးထဏမှာပို့ပြီးတော့မှအကြောင်းမှုရှိပါရင်ဒါကြောင့်အိုနာနာရဲ့ရင်ချင်းတွေကိုအင်တာမာအမှန်အတိုင်းမမြင်ရနိုင်ပါဘူး။အားရမှာရှိစဉ်ကတည်းကအရေးကြောင်းဆိုရင်အိုနာနာဘယ်လိုတလဲလုတ်တက်လဲဆိုတာညီကိုတို့လည်းမြင်ကြမှာပါ။ဒါပေမဲ့ United အနေနဲ့ကစားမတွေရဲ့အရေးချင်းကိုပြေဝအသုံးချနိုင်တဲ့နေပြူပါနဲ့ပဝင်းချင်းကိုဖန်တီးပေးနိုင်ဖို့လိုတယ်ကိုလည်းထည့်ပြောရပါလိမ့်မယ်။ United ရဲ့ကစားမရွေးချယ်မှုနဲ့နေပြူပါပိုင်းဆိုင်ရာပြဿနာတွေကိုဒီအဖြစ်အပျက်တွေကသင်ခန်းစာကောင်းပေးနေပါရင်ညီကိုတို့ရဲ့အမြင်ကိုလည်းပြောပေးခဲ့ကြပါဦး။ဗီဒီယိုလေးကိုအဆုံးထိစိတ်ဝင်စားစွာနားဆင် င်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ